ရုရှားနိုင်ငံစိုက်ဘေးရီးယားဒေသမှာရှာတွေ့ခဲ့တဲ့အမွေးရှိဆင်းရုပ်ကျွင်းများအမွေးရှိဆင်းရဲဆိုတာကလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာရေခဲခေတုန်းကကျွန်တော်တို့ရဲ့ကဘာကြီးမှာနေထိုင်ကျဆားခဲ့တဲ့ရှေးဟောင်းမျိုးနွယ်တွေဖြစ်ကြပါတယ်။ယနေ့ခေတ်အာရှတိုက်နယ်အာဖရိကမှာတွေ့ရတဲ့ဆင်းရဲထက်အရွယ်စားပုံမှုကြီးမားကြပြီးတော့ရေခဲပြင်တွေဖုံးလွှမ်းနေအေးခဲတဲ့ဝင်းရိုးစွန်းဒေသတွေမှာနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့အမွေးရှိဆင်းကြီးတွေဟာသဘာဝသမိုင်းပြတိုင်းဒီမှာရုပ်ကျွင်းတွေအဖြစ်နဲ့သာမြင်တွေ့နေရတဲ့တတဝါတွေဖြစ်နေကြပါပဲ။ ဒီရှိအောင်စင်ကြီးတွေရဲ့ရုပ်ကျွန်းတော်များများကိုတော့ရေခဲပြင်တွေဖုံးလွှမ်းတဲ့ရုရှားနိုင်ငံကစိုက်ဘေးရီးယားဒေသမှာအများအပြားရှာတွေ့လေရှိပါတယ်။ဒီနေ့မှာတော့ရုရှားနိုင်ငံမှာရှာတွေ့ခဲ့တဲ့ရှားပါအမွှေးရှည်စင်ကြီးတွေရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တစက်ထဲမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကွက်အနာရိမ့်မဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြသမြားတော့အများအားလို့ဒီဆက်ပေးသွားမှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။ကဲစင်စစ်ဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ video လေးကိုစားလိုက်ကြရအောင်ပါ။နံပါတ်1လေယူပါ။ ရုရှားနိုင်ငံဆိုင်ဘေးရီးယားဒေသမှာရှာတွေ့ခဲ့တဲ့လယူပါလို့အမည်ရတဲ့ဒီစင်လေးကိုတော့ဒေသခံမုဆိုးတယောက်ဖြစ်တဲ့ယူရီခူဒီနဲ့သားဖြစ်သူတို့ကရှာတွေ့ခဲ့တာဖြစ်ပါတယ်။ရှာတွေ့ခဲ့တဲ့နေရာကတော့ယူရာဗေမြေအနီးမှာဖြစ်ပြီးတော့သူတို့ဟာဒီစင်ယုံကျွင်းကိုရှာတွေ့ပြီးတဲ့အခါအာနာပိုင်တွေကိုအကြောင်းကြားခဲ့တာကြောင့်အာနာပိုင်တွေကတခွဲကန်းကိုယူဆောင်သွားခဲ့ကြပါတယ်။လယူပါလို့အမည်ရတဲ့ဒီစင်လေးမှာအမည်နဲ့နေရွက်တစ်ဖက်ပြောင်းဆုံးနေပြီးမြင်ကျန်တာကအကောင်းပကတိတိုင်းရှိနေသေးတာကြောင့်ကမ္ဘာပေါ်မှာရှော့တီးမှုသမျှနဲ့အကောင်းဆုံးအမွေးရှိစင်ယုံကျွင်းဖြစ်လာခဲ့ရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း 4800လောက်ကလေးကတည်ဆုံးခဲ့တဲ့ဒီစင်လေးဟာရက်30သားလောက်သာရှိမယ်လို့ခန့်မှန်းရပြီးတော့ရှင်တော်တဲ့နေ့ကတည်ဆုံးရတာဖြစ်နေအောင်တခွက်ခန့်ရလက်တွေအရသိရှိရပါတယ်။နံပါတ်1ယူကာ2010ခုနှစ်ဩဂုတ်လတုန်းကယူကာလိုအမည်ပေးထားတဲ့ဒီစင်ယုံကျင်းကိုရုရှားနိုင်ငံကယူကာဘာရွာမှာရှာတွေ့ခဲ့တာဖြစ်ပါတယ်။ဒေသရဲ့ရာသီဥတုကအေးခဲ့တာကြောင့်ဒီစင်ယုံကျင်းအတော့ဘာအေးကမ်းမှမလုပ်ခဲ့ပါဘူး။စာကာသိပ္ပံအကယ်ဒမီကျောင်းမှာထားရှိပြီးတော့2014ခုနှစ်အောက်တိုဘာမှာတော့မော်စကိုပြတိုင်းမှာဒီနေ့အချိန်ထိကိုခင်းကျင်းပြသထားပါတယ်။ နံပါတ်3စော့ကခါဆိုင်ဘေးရီးယားတစ်ချိန်လုံးကအမှုရှိစင်ကြီးတွေရဲ့မိခိုးရအင်တလုံးဖြစ်ခဲ့တယ်ဆိုတော့အခုရှာတွေ့ခဲ့တဲ့ရုပ်ကြွင်းတွေကသက်သေပြလည်ရဲ့အရှင်းနေပါတယ်၂012ခုနှစ်အောက်တိုဘာလ12ရက်နေ့တုန်းကဝေယောဇုံမိုးလီဝတာစကန်နဲ့နှစ်မိုင်ကန့်အကွာမှာဒီစင်ကြီးကိုရှာတွေ့ခဲ့ပါတယ်ရှာတွေ့ခဲ့တဲ့သူကစကန်နီမာနေထိုင်တဲ့အသက်17နှစ်အရွယ်ကောင်းလေးတယောက်ဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း4800လောက်ကသေဆုံးခဲ့တဲ့ဆင်းကြီးလေးဖြစ်ပါလိမ့်။နှစ်တရာအတွင်းအကောင်းဆုံးပုံစံမပြတ်ရှာတွေ့ခဲ့တဲ့အမှုရှိဆင်းအဖြစ်ရုရှားမီဒီယာတွေကတော့မှဖော်ပြခဲ့ရပါလိမ့်။ နံပါတ်၄ဂျာကော့ဂျာကော့လို့အမည်ပေးထားတဲ့ဒီစင်ကြီးကတော့ခေါင်းပဲကျင်းတော့တဲ့ရုပ်ကျွင်းတစ်ခုဖြစ်ပြီးတော့1998ခုနှစ်မှာရှာတွေ့ခဲ့တာပါစိုက်ဘီးရီးယားမှာနေထိုင်တဲ့အသက်9နှစ်အရွယ်ကောင်းလေးတစ်ယောက်ကကစားရင်းနဲ့ရှာတွေ့ခဲ့တာဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကအသက်48နှစ်အရွယ်စင်အိုကြီးတကောင်းလို့ယူဆထားပါတယ်ဒီစင်ကြီးကိုသိပ္ပံပညာရှင်ပေါင်း38ယောက်လောက်နဲ့လေးလာမှုတွေလုပ်ခဲ့ရတယ်လို့လည်းသိရပါတယ်နံပါတ်5အဒမ်1999ခုနှစ်တုန်းကစိုက်ဘီးရီးယားမြောက်ပိုင်းမှာရှာတွေ့ခဲ့တဲ့ဒီအမွှေးရှိစင်ယုတ်ကျွင်းကတော့ ကမ္ဘာပထမဆုံးအယိုးယိုးအသားပါစုံစုံလင်းလင်းဖြစ်တဲ့ရုပ်ကျင်းတစ်ခုဖြစ်ခဲ့ပါတယ်။အိုဆစ်ရှူကာဘောလို့အမည်ရတဲ့မိုးဆိုးတယောက်ကလီဒါမြေအနီးမှာရှာထွက်ခဲ့တာဖြစ်ပြီးတော့တွေ့တဲ့အချိန်တုန်းကအမွှေးတွေကလည်းပေါင်၄၀လောက်အကောင့်တိုင်းရှိနေခဲ့ပါတယ်။စိန့်ပီတာဘတ်တိုက်တာဗိဒသမိုင်းပြတိုင်းမှာဒီနေ့အချိန်တိကိုပြသထားရှိပါတယ်။အခုဖျက်ခဲ့တဲ့အမွှေးရှိစင်ယုံကျွင်းနေတဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်ကလေးပြောပြခဲ့လို့ရပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါပဲ။အဆုံးထိကြည့်ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။